အကယ်ဒမီများရှင်မင်းသမီးကြီးမမော့မြန်ရဲ့ဘဝအစီအပိုင်းတချို့ပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါရှင့်ဇက်ဘမိတ် channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။အောင်ဂျော်နိုင် အမလီကောင်းတော်မူတယ်ဟဲကောင်းတော်မူတယ်မြန်မာပြည်ရဲ့ရုပ်ရှင်လောကမှာအလားထူးတဲ့မင်းသမီးတွေကတည်ဝူးဖြစ်ပြီးယနေ့အချိန်ထိလာတွေးကြွယ်ကာအနည်းပညာလှောင်ရှားမှုတွေလုပ်နိုင်သေးတဲ့မင်းသမီးကြီးတစ်လက်ရှိပါတယ်။ အနုပညာလောကမှာအီဟီချင်းနယ်လန်ထံမှကြီးသလိုသူများနဲ့မတူရဲ့ဇယိုက်ပုံစံတွေကြောင့်လဲချင်းပေါ်ခဲ့တဲ့မင်းသမီးကြီးကတော့မင်းသမီးကြီးမမို့မြောင်ပဲဖြစ်ပါတယ်။မမို့မြောင်ဟာမြန်မာပြည်ရဲ့ထိတ်တန်းမင်းသမီးတွေရဲ့ကမှထိတ်တန်းတယောက်ဖြစ်တဲ့မင်းသမီးတလက်ပဲဖြစ်ပါတယ်။အနုပညာရှင်ဖောင်မြောင်စွာကိုလည်းသူမမတစ်ဆက်ပြန်လည်မွေးထုတ်ပေးခဲ့တဲ့အပြင်ယနေ့ခေတ်တတိဆအနုပညာရှင်တွေကြားထဲမှာတောင်စံလုံးဝမကြောက်တော့တဲ့မင်းသမီးတယောက်ပဲဖြစ်ပါတယ်။1960မှာမွေးဖွားခဲ့တဲ့မင်းသမီးမမို့မြောင်ဟာ မောင်နှမ9ရောက်ရှိပြီးအငယ်ဆုံးမှဖြစ်ပါတယ်။ရန်ကုန်ဇာတိဖြစ်ပြီးငယ်နမေကမွေးမွေးခေါ်ကနမေရင်းမှမြင့်မြင့်ခံဖြစ်ပါတယ်။ငယ်စဉ်ကလေးကတက်ကြွပြီးဖြစ်လက်တဲ့မိန်ကလေးတယောက်ဖြစ်တဲ့အတွက်ငယ်ဘဝကလေးကလူတီများတဲ့လူငယ်တယောက်ဖြစ်ခဲ့တာပဲဖြစ်ပါတယ်။သူကိကအလဲတန်းပြည်ရင်ကိုပညာတတ်လို့ဆိုတဲ့ခေတ်ဖြစ်တဲ့အတွက်မုံမမြောင်ကကျောင်းမထင်ပေါ်တဲ့ကျောင်းသူတယောက်ဖြစ်တယ်လို့ဆိုကြတာပဲဖြစ်ပါတယ်။ဆက်ကျော်တက်အီရွယ်မှာအနုပညာဘုဆောင်းဝင်ခဲ့ပြီးမင်းသားကြီးဦးကျော်ဟင်းရဲ့လက်တွဲမှုကြောင့်လည်းအနုပညာလောကတိုက်ကိုရောက်လာခဲ့တာလည်းဖြစ်ပါတယ်။ ပညာရေးပိုင်းမှာတော့အတန်းကြီးတဲ့အခါမှာအမှုပညာပါရမီရစ်တန်လာခဲ့တာဖြစ်တဲ့အတွက်စာဘက်ကိုလုံးဝလက်လွတ်ခဲ့တာပဲဖြစ်ပါတယ်။မီတာစုရဲ့တဘောထားကြောင့်အထက်တန်းအအောင်ဆောင်မွေးပွဲကိုအကြိမ်များစွာဖြေဆိုခဲ့ပေမဲ့လည်းမအောင်မြင်ခဲ့ပါဘူး။ဒါပေမဲ့လည်းမုံမုံမြန်ကအတန်းပညာမပြီးသေးပေမဲ့လည်းအောင်မြင်တဲ့သူတယောက်ဖြစ်နိုင်ကြောင်းတက်တေပြနိုင်ဖို့အမှုပညာအလုပ်မှာစိတ်ရောကိုယ်ပါပုံနှိပ်ခဲ့တာလည်းဖြစ်ပါတယ်။မင်းမကြီးမမမြန်ကအသက်16နှစ်မှာအနုပညာလောကတွေဝင်ရောက်လာခဲ့ပြီးအသက်24နှစ်နဲ့အကယ်ဒမီကိုတင်ပိုင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ အဲ့ဒီအချိန်ကစပြီးအနုပညာသက်၅နှစ်နဲ့အကယ်ဒမီရခဲ့တဲ့အတွက်ခေအဆက်ဆက်ရဲ့ဂုဏ်ကိုထိန်းသိမ်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမဲ့လည်းမုံမုံမြင့်အောင်ရဲ့အချစ်ခီးလန်းကတော့ကြေကွဲစရာအနှဲငယ်ကောင်းပါတယ်။မင်းသမီးကြီးမုံမုံမြင့်အောင်ဟာအိမ်တော်ဆက်နှစ်ဆက်ရှိခဲ့တဲ့မင်းသမီးကြီးလည်းဖြစ်ပါတယ်။ပထမအိမ်တော်ကတော့သူမရဲ့အချစ်ဦးကဏ္ဍဝင်အစိုးရကြီးလွှမ်းမိုးပဲဖြစ်ပါတယ်။ဆယ်ကျော်သက်အရွယ်မှာတွေ့ခဲ့ကြပြီးမင်းသမီးပေါက်စားတဲ့အစိုးရမဖြစ်တဲ့ဖြစ်လန်တရဲ့ပေါက်စားတို့တွေ့ခဲ့ကြတဲ့သူတို့နှစ်ဦးဟာ ကြောင်မြောင်နဲ့အချင်းငယ်နှကောင်ဖြစ်ခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်မဲမုံမမြောင်ရဲ့အသက်20ပြည့်တဲ့နေ့မှာလွှမ်းမိုးနဲ့လက်ထပ်ယူခဲ့ပေမဲ့အိမ်တောင်သက်၃နှစ်အကြာမှာတော့ဖြည့်ရှင်းလို့မရတဲ့အခြေရေးပြဿနာတွေနဲ့လူမှုရေးတွေကြောင့်လမ်းခွဲခွဲကြတာလည်းဖြစ်ပါတယ်။နောက်ထပ်၄နှစ်အကြာမှာတော့ဥမမောင်ကျော်နဲ့လက်ထပ်ခဲ့ပြီးယနေ့အချိန်ထိပေါင်းသင်းနေထိုင်နေဆဲဖြစ်ပါတယ်။အခြေရေးမှာအီချင်းရှိပြီးထမြက်တဲ့အမျိုးသမီးတွေလည်းကံမကောင်းတတ်တာပေါ့။သူမရဲ့အဖြစ်နဲ့ဆက်လင်ပြီးအင်တာဗျူးတွေမှာတခါတရံဖြေကြားတတ်တာလည်းဖြစ်ပါတယ်။ အကယ်ဒမီမင်းမင်းကြီးမမှုမြောင်ကတော့1989 1993 1994 2008ခုနှစ်တွေမှာအမျိုးသမီးဇက်ဆောင်စုနဲ့ဇက်ပုတ်စုတွေကိုအတီးတီးရရှိခဲ့တာလည်းဖြစ်ပါတယ်။အမှုပညာနဲ့ပတ်သက်ရင်အငေါ်အေရဟာသအစုံကိုပြောင်းစံနေအောင်ပါဒမီထူပြီးယနေ့အချိန်ထိအမှုပညာလောကမှာမမမမရက်တည်နေဆက်ဖြစ်တဲ့64နှစ်အရွယ်မင်းသမီးကြီးမမမြောင်ရဲ့ဘဝစကြောင်းတချို့ကိုပရိသတ်ကြီးတို့သိစေဖို့အတွက်သင်ဆက်ပေးလိုက်ရတာပဲဖြစ်ပါတယ်ရှင်။